နိုင်ငံတော်အစိုးရနဲ့စီးပွားရေးလုပ်ငန်းရှင်တွေမြန်မာစီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင်ဘယ်လိုပူးပေါင်းဆောင်ရွက်တင်တယ်လဲဆိုတာကိုနီလန်းရှာဖွေဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့စီးပွားရေးလေးလာတုံးသက်သူတွေကထုတ်ပြကြပါတယ်။စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့စီးပွားရေးနဲ့ဝင်ငွေကွဲပြားစွာမြင်ဖို့လိုအပ်ကြောင်းနိုင်ငံတော်အစိုးရကလည်းစီးပွားရေးမူဝါဒကိုအသိဆောင်မခံဘဲစီကံနေယူပရေလှုံထုံးလုံနေတူနဲ့အထောက်ကူပြုနိုင်တဲ့အသွေးခေါက်မျိုးလိုအပ်တယ်လို့ဗန်ဟီယာကျွမ်းကျင်ပညာရှင်ဦးထေအောင်ကြီးကစီရင်တဲ့ညှိနှိုင်းတာကိုပြောပါတယ်။အဓိကပါတဲ့အခါကျတော့ဟိုအမျိုးအမည်ပေါ့တဘောကဟို အလုတ်တစ်ခုဟိုနိနာဆိုနေအနည်းရတဲ့တကယ်နဲ့ကဘာလိုက်ချင်အောင်လုပ်နိုင်မှာငါတို့ဒီကဘာလေးပဲရမယ်ဆိုရင်တော့တူတာပေါ့ဟိုအခုပတ်စံရတာပတ်စံအန်နီနဲ့အန်နီအအခုဘယ်လိုမှအန်နီတိုင်းက business မဟုတ်ဘူးလေတော့ဒီ business နဲ့အန်နီနဲ့ကိုယ်နဲ့ပို့လို့တာပေါ့အဲ့တော့အစိုးရဘက်ကလည်းသူကလုံဆောင်ပေးရတယ်ရှိတာပေါ့အဲ့တော့လုံဆောင်ပေးရတဲ့ခါကြီးအရာအလုံးဒီစမတ်ကြဖို့လို့တာပေါ့နော်စမတ်ကြဖို့လို့စမတ်ကြဖို့ဆိုတာကဟိုဘယ်လိုခေါ်မလဲ စီးနဲ့အကန်းနဲ့ဥရီနဲ့မိဥရီနဲ့လုံးထုံလုံးကြီးနဲ့ဒါရီအလုံးစီဒီစီဝိုင်းမွာရာကိုလုံးဝအရှိမခံတိတ်ဆော့မခံနဲ့ support ပေးတဲ့အတွေးခေါ်မျိုးလိုတာပေါ့နှစ်ဖက်စလုံးကလုံးဝချင်းရတယ်ဒါရီငါလုံးနေရတာဒီနိမ့်မှန်နမ်းမှန်နဲ့သွားနေတဲ့ကိစ္စတူဒီဒါဒီရေကြီးကာလကြီးမှာလောလောဆယ်ငါပတ်ဆိုင်ရောက်နေမကောက်ရေကြီးစားလိုက်မှာငါစီဒီကဘာစင်ရောက်သွားဖို့အတွက်ကိုသွားနေရပါလားလို့နားနေဖို့လိုတာပေါ့အတော့ဒီဘီရိုကရက်ဆိုင်ကလည်းအဲ့စင်ရောက်သွားဖို့မောင်းနိုင်တဲ့ရေကြီးရှိဖို့လိုတာပေါ့အဲ့တော့ လို့နှုတ်ရဲ့ပူပေါင်းဆောင်ရွက်မှုကအရေးကြီးတာပေါ့အဲ့ဒီနော်အစိုးရဘက်ကစီကံနေယူပရိမူဝါဒညွှန်ကြားချက်တွေကိုတေချာပြန်လဲတုံးသက်ဖို့လိုအပ်တယ်လို့လည်းဗန်ကြီးကကြွန့်ကျင်သူဦးထေအောင်ကြီးကထောက်ပြပါတယ်တကယ်ကြတော့လုံမရှိနေဆိုင်ကဒုက္ခကင်တာဒုက္ခကင်ခွင့်ပါအောင်လားဥပဒေနေယူပြီးတော့လို့စီကံညွှန်ကြားချက်ဟုတ်မူဝါဒအစိုက်ပြန်ဒါလည်းပံ့ပိုးပေးရတော့တကယ်လောက်တာက private sector ကလုပ်သွားတာအဲ့တော့ ဆိုင်ဆိုင်တာတကယ်လုံနိုင်အောင်ဥပဒေလေးဥပဒေလုံးလုံးဒီစီမစီကညွန်ကြားချက်အစတွေရဒါတွေရတယ်လည်းဘယ်လိုခေါ်မလဲဟိုစီချာလေးပြန်ပြီးတော့ review လုပ်တင်တာပေါ့နော်ဟိုနိုင်ငံတော်အစိုးရအနေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အတန်တွေကိုတေချာနားဆိုင်ထောင်ဖို့လိုအပ်ကြောင်းလုပ်ငန်းရှင်တွေနဲ့အစိုးရအမြဲတမ်းပြတ်ထိတွေ့ဆက်ဆံဖို့လောက်ကန်ဆောင်ရွက်ဖို့လိုကြောင်းအစိုးရနဲ့လုပ်ငန်းရှင်ထိတ်ဆက်ဆောင်ရွက်မှုကဏ္ဍမှာအားနည်းနေတယ်လို့စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ပြည့်စုံကစီရင်တဲ့နေထောင်လာကိုပြောပါတယ်။အစိုးရဘက်ကလည်း ဒီစီးပွားရေးလုပ်ငန်းရှင်တွေအဆန်တွေကိုတိတိကျကျနားထောင်ဖို့လုပ်ရယ်ပေါ့နော်ကျွန်တော်တို့ရပ်ကြည့်တရားတို့အတင်းနေတယ်

အလိုအပ်တဲ့ချိန်မှာအစိုးရကိုတင်ပြနေကြတယ်အစိုးရကလည်းဒါလေးလိုအပ်တဲ့ဆိုတော့လုပ်ငန်းရှင်တွေကိုပေးမြတ်ပြီးတော့ထိချက်ဆောင်ရွက်ဖို့အပိုင်းကကျွန်တော်တို့ကတော်တော်ကိုအားနည်းခဲ့ပါတယ်မြန်မာစီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့အတွက်နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တာအီကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမေအောင်လည်းကပြည်တွင်းမှာရင်းနှီးမြှုပ်နှံမှုတွေလာရောက်ဖို့ဖိတ်ခေါ်လျက်ရှိပြီးတရုတ်ရုရှားဘယ်လာရုထိုင်းအိန္ဒိယစတဲ့နိုင်ငံတွေနဲ့လက်သွဲဖို့ကြိုးပမ်းနေပါတယ်လက်ရှိမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်မငြိမ်မှုကနေလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအားနေခြင်းလျှက်စစ်တာအလုံးလုံးမရရှိခြင်း လုံသားအရင်းမြစ်ရှာပါလာခြင်းနိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံရခြင်းစတဲ့အခြေအနေတွေနဲ့စီးပွားရေးကြဆင်းလျက်ရှိနေပါတယ်။